တော်နိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတည်းကဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်အမျိုးသားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်ဒေါ်လာရေးဖွဲ့တွေဟာဒီထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလို့တယ်အရေးကပေါ့မောက်ချအောင်လာမည်ဆက်အာဏာရှင်တွေကဒီမိုကရေစီမပွဲဘူးဗျာတမာတီအာဏာရှင်စနစ်သွားမယ်ဗျာတော်သူချက်ဖို့ပါတီမကလို့ဘာပါတီလဲလို့ ရှင်းကပါတီတွေအကုန်လုံးဖြတ်သိမ်းမယ်ဗျာအဲ့ဒီပါတီကနေစနစ်ကနေတို့ကတို့ရွေးတစ်ဖက်စီဘုံပြန်ပြင်ပြီးတော့နိုင်ငံရေးနည်းနဲ့အုပ်ချုပ်မယ်ဗျာအဲ့လိုမျိုးသွားရင်တရုတ်ကထောက်ခံရင်အမေရိကန်ကဘာပြောမှာဘာမှပြောဘူးဒါပေမဲ့အဲ့မှာတို့လုံးလိုက်လောက်ရမှာကရှင်းကတိုင်းသားတွေအားလုံးတိုက်ထုတ်ပါမယ်မြန်မာနိုင်ငံမှာလက်နက်ကတရုတ်မှမထားဘူးအဲ့ဒီတော့တရုတ်အကူအညီယူယူဘယ်သူအကူအညီအကုန်တိုက်ထုတ်ပါမယ်အဲ့တော့ tính này chỉ đi lộ vì dù gì tập bị tập sông sông cố ảnh thì tiếc gì rồi thì tham mà mà là sẽ ông sụp mà lâu bị kẹt luôn nó thì nó thông sẽ chỉ là ủi gì dù gì tập bị thì chỉ mà bây giờ ông gì sẽ gây ra phiền rồi nó dù mà sao lâu giờ thì đâu sao lâu kẹt đó cũ nó quay mà ဖြစ်လာကြမြားဘေးသဘောဝဘေးအနေနဲ့ပတ်သက်တဲ့ကိစ္စအရရအားလုံးဒီလေပြည်သူကသာလှိမ့်ပိတ်ခံရမှာဖြစ်ပြီးတော့မဟာလာစေအုပ်စုအတွက်ကတော့ပို့ပြီးတော့ကောင်းသွားတာဖြစ်တယ်။အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေ။ဒါပေါ်လို့ AR တိုင်းစစ်ဌာန UR 29အခြေခံစစ်ပညာအပတ်စဉ်ကတင်ဒန်းဆင်းပွဲမှာအခုလိုအမှားစကားပြောခွင့်ရတဲ့အတွက်အထူးဂုဏ်ယူကြောင်းပြောလို့ရတယ်။ ဒေါ်လာကြီးတန်ပြတော်တရားဖြစ်တဲ့အားလျော်စွာ PDF ရဲဘော်တွေဖြတ်တန်းရတဲ့ခီးဟာအင်မတန်ခက်ခဲကြမ်းတမ်းခဲ့တယ်။ဘလို့ပဲကြမ်းတမ်းမစီဒီဖိခွက်ချီးကြအလံမလဲစိတ်တတ်တဲ့ကြမ်းကြမ်းခံဖြတ်တန်းခဲ့ကြတဲ့ရဲဘော်တို့အတွက်အထူးဂုဏ်ယူတယ်။အခုဆိုဒေါ်လာကြီးခီးလေးနှစ်တိုင်ခဲ့ပြီ ဖြစ်တယ်လို့အောင်ပွဲလီလီကိုလည်းစုခူးနိုင်ခဲ့ကြပြီတဲ့။ ရဲဘော်တို့ဟာ PDF ဖြစ်ခံယူရတဲ့နေရာရှာလို့ဘလို့ခက်ခဲမဆိုရင်ဆိုင်မှုကြော်ရွားဖို့တန်ဋိဌာန်ချပြီးဖြစ်တယ်လို့နားလေတယ်။ ARB တိုက်စစ်ဌာနရဲဘော်တွေအနေနဲ့မွေးရမြေမြဝကျောမော်ဒေသမှာအခုလိုခြေပြုတ်နိုင်တာဟာပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုလုံးအတွက်အထူးဂုဏ်ယူစရာဖြစ်တယ်။ရဲဘော်တို့အနေနဲ့မွေးရမြေကပြည်သူတွေပါဝင် 也嘛的比如啊，比如阿龙，时常话个龙苗酸酸的嘛，酸厂家里没路嘞，用几的？也话多些熬梅哈，也嘛比如阿龙也熬梅嘞撇的。啊，你可能参加第少场嘞？第一奖牌，人家还破纪录，另一大杯也个，五角哦，区别那言来说那个，也话多些，那容易，那容易，土脚汤面糊泡不下来嘞。 你话做乜嘢嘢冇理下，唔明大家冇理搞你，识拍成日朝早时间点我嚟你家拉人家嚟，第三日嚟时嚟住啦，咪下咪等冇理家嚟住住住嚟，你话做乜嘢嚟？第二日嚟哦，拍拍个过年俾嘅嚟，咪下咪个好场面嚟，一冇面过嚟，阿兔仔住点住，表露嚟，先下边话呀，眼都黑，先到先过。 ဖြတ်တန်းကြရတယ်ပထမအဆင့်အတွင်းနဲ့တနိုင်ငံလုံးကွက်ပြည့်စီရေးလှုပ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ကြရတယ်အခုဆိုဒေတာတိုင်းမှာတက်တီဆောင်မှုတက်ဖြတ်နေရယူမှုဟာအတိုင်းအတာတစ်ခုထိပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်အေအာဗရီတိုင်းသားတွေရဲ့အိမ်ပြန်ခရီးကတော့ငါတို့ရဲ့ကွက်ပြည့်မဟာပြူဟာကိုပြေဆုံးစေခဲ့တယ်ဒုတိယအဆင့်အတွင်းနဲ့ ဟာဗျူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေရှင်တွဲကြရတာပဲအခုရဲဘော်တို့ဟာဒီဆင့်ကိုဖျက်တမ်းနေကြတာဖြစ်တယ်တတိယဆင့်အနေနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတရဆင်နွှဲကြရဖို့ပဲဖြစ်လိမ့်မယ်အမျိုးသားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်ဒေါ်လာရေးဖွဲ့တွေဟာဒီထွေထွေထိုးစစ်ကြီးအတွက်ပြင်းစင်ကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလို့တယ် ဒီထိုးစစ်ကြီးမှာမြို့ဝကျွန်းတော်တွေဒေသဟာအရေးကြီးတဲ့စစ်မျက်နှာတစ်ခုဖြစ်ပါဝင်ရမှာဖြစ်တယ်။ရဲဘော်တို့အားလုံးကိုတာကိုလိုအောင်ခန်းကြလိမ့်မယ်လို့ယုံကြည်တယ်။ဒီနေ့သင်တန်းဆင်းပွဲမှာအထူးမှားလို့တာကတော့ရဲဘော်တို့အားလုံးအစဉ်စဉ်တော့ကုတ်ကဲမှုတဲ့အထက်အမိတ်ကိုနာခံကြပါ။ဘယ်လုံးမှမဆိုအုံနောက်သုံးနိုင်တဲ့သူကတပန်းတာတာပဲ။ရဲဘော်တို့အနေနဲ့ မဟာဗျူဟာမြောက်ပြီးနီးပရိယကျွယ်ဝတဲ့လိမ္မာပန်းတတ်တဲ့တိုက်ပွဲများဖော်ဆောင်ကြပါတိုက်ပွဲတရားအောင်ပွဲတရားရကြပါစေပြည်သူတော်လှန်ရေးမုတ်ထအောင်ရပြီဟေးပြည်ရာကြီးများများစစ်ကောင်စီအားကျွန်တော်တို့ပြည်သူလူထုလို့အကြမ်းဖက်ငင်းနဲ့ကျုံဆက်ပြေးနေပါလေအခုဆိုရင်စစ်မှုထမ်းဥပဒေနဲ့ကျွန်တော်တို့ကလေးတို့အသူတို့အာဏာသိမ်းရဖို့အတွက်အရင်အကမှစစ်မှုထမ်းလိုက်ကြပါလေ ီဘဒီနန္ဒဘိုင်းငိုင်းငိုင်းငမပြည်လူမျိုးဟာအရှိကခင်ဖြစ်ခဲ့ကျွန်တော်တို့ငင်းခဲ့ကခင်ဖြစ်ခဲ့ဆိုတော့ကြားဖို့ကိုပါကြီးကျွန်တော်ငင်းနေတယ်ကျွန်တော်တို့ကြားလာကြမယ်ဒါပေတဲ့အထက်တိုင်းကများကျွန်တော်တို့အခုရှောင်ကြမယ်အဲ့ဒါကများသူတို့ကဝင်းဝင်းမများကိုပိတ်ကြမယ်ဒါပေတဲ့အထက်သူတို့ကအုတ်ချုပ်ရင်းရန်ရဲမှာခိုင်ကြမပါဝင်ကြပါခဲ့ဒါပေတဲ့အထက်သူတို့အုတ်ချုပ်ရင်းရန်ရဲကိုတောက်ဝင်နေစေတဲ့အုတ်ချုပ်ရင်းမှုဝင်ဂျာအိမ်မှုဝင် ကျွန်တော်တို့လူမှုရေးအကြံပေးကြမယ်ကျွန်တော်တို့ရေကူဝဲတာရဲငါရဲလူမှုရေးကစားမှန်ကြရှောင်မြင်ကြမယ်အရေးကတော့မုတ်ချအောင်လာမည်မြန်မာနိုင်ငံနဲ့ဆက်အားလုံးကိုတို့တို့အုပ်ထုတ်ရအောင်အုပ်ချုပ်ပါမယ်ဒီတရုတ်ပုံစံကွန်မြူနစ်ပါတီပါတယ် BNL ပုံစံမလေးရှားပုံစံထိုင်းပုံစံသူနိုင်ငံမှာဘယ်တရားမှလက်နက်ကင်ကွယ်မပေးဘူးအဲ့ဒါပြီးသွားတဲ့ခါကျရင် तू ကစီးပွားရေးကိုဖွင့်ချလိုက်မယ်ပြောချင်တာမြန်မာနိုင်ငံမှာနိုင်ငံရေးအကြောင်းလာမပြောနဲ့မြန်မာနိုင်ငံမှာ NGO အကြောင်းလာမပြောနဲ့စီးပွားရေးလှုပ်ရှင်လာလို့ ဲ့တော့အဲ့ဟာမျိုးပြက်ပြက်သားသားလှုပ်ရဲတဲ့စစ်ကောင်းဆောင်လည်းမရှိဘူးအဲ့လိုပြက်ပြက်သားသားနိုင်ငံရေး policy တွေတစ်စိပြီးတစ်စိချတာပြီးတစ်စိချင်း account တွေပေါ်မယ်အဲ့ဒီ account တွေပေါ်တဲ့နေရာမှာကမ္ဘာနိုင်ငံများအားလုံးနဲ့လက်လွန်ချီလွန်မဖြစ်ရလေအောင်လေခတိတိလှုပ်တတ်တဲ့အချိန်လည်းမရှိဘူးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အစ်စ်စနစ်လည်းမဟုတ်ဘူးဒီမိုကရေစီသွားမယ်ဆိုပြန်တော့လေဒီမိုကရေစီ NLD ပါတီကြီးကိုသူတို့ပဲပေးထောင်ပြီးတော့ရွေးကောက်ပွဲဝင်ခိုင်းပြီးတော့ဟောပြည်သူကမဲပေးတော့လေမရဘူးအာဏာပြန်သိမ်းတယ်ဒီမိုကရေစီလည်းမဟုတ်ပြန်ဘူး အဲ့တော့ဘယ်သွားလို့သွားမှမသိပဲနဲ့တိုက်ပြည်ကကြားထဲကနာရောဥပြည်သူတွေစိတ်ရဲကုန်ရောအဲ့တော့သူက energy body ကိုသူထောင်လာပြီးတော့ energy body ကသူ့စီကပြန်လာသိသူသနက်ကိုင်ပြန်တိုက်မှာပေါ့ဗျာသူ့လိုလိုပဲပေါ့အဲ့တော့သူကိုယ်တိုင်ကကိုက NUG ဖြစ်ပေါ်လာဖို့အတွက်မွေးမြူထားသလိုဖြစ်နေတာတကယ်တော့က NUG က energy ကိုငကိုတဲကရွေးကောက်ပွဲဝင်ခွင့်မပေးဘူးငကိုတဲကသူ့လိုပဲအုပ်ချုပ်ထားပဲဘာဘာဒီမိုကရေစီရွေးကောက်ပွဲမှာမရှိရင် ဒီနေ့ NUG ပေါ်လာစရာအကြောင်းမရှိဘူးဒီနေ့ຫນွေဥဒေါ်လာကြီးပေါ်လာစရာကိုအကြောင်းမရှိဘူးနိုင်ငံတိုင်းကမှာလက်နက်ကင်ဒေါ်လာကြီးဖြစ်ဖို့ဆိုတာခလီကစားတဲ့လုံမို့လွဲတဲ့လုံမို့ဘူးဒါပေမဲ့လက်နက်ကင်ဒေါ်လာကြီးဖြစ်ဖြစ်အောင်တို့ကဖန်တီးနေတာတို့ကမွေးထားတာအဲ့တော့အဲ့လိုမျိုးရှိနေတဲ့ခေါင်းဆောင်အစုပ်အပြက်တွေကတိုက်ပြည်ကိုဖျက်ဆီးနေတာအခုပြောချင်တာကဒီဂရုကလူတွေကိုကျွန်တော်တို့လာမဆဲနဲ့ကိုကောင်းဆောင်ကိုတဆဲကျွန်တော်တို့ကြောက်ဒီပြဿနာတက်တာပေါ့တို့အတုံးမချလို့ဖြစ်နေတာ တရုတ်ကိုအားကြကြားကြလို့ရတယ်။ဗီယက်နမ်ကိုအားကြကျွန်တော်တို့နိုင်ငံကြီးဓမ္မတွေနိုင်ငံကြီးအာဏာမရတာပဲရှိမယ်။ဒါပေမဲ့တိုက်ပြီးထုတ်တဲ့။စင်ကာပူကိုအားကြစင်ကာပူမှာ NLD ပါတီမရှိတာပဲရှိမယ်။မသိသမီးရပဲစင်ကာပူမှာစင်ကာပူငွေကြေးချုပ်ကပြောနေတာကျွန်တော်သတင်းမှာနားထောင်လိုက်ရတယ် CNN မှာ။အတိုက်ခံတွေကိုငါတို့နေရာပေးပါမယ်တဲ့အခုလည်းငါတို့တဖြည်းဖြည်းချင်းနေရာချဲ့ပေးမယ်။မှန်တယ်လေ။ဒါစင်ကာပူထုတ်တဲ့နေတယ်လေ။နိုင်ငံကြီးသမားတွေနိုင်ငံကြီးမလုပ်ရလို့ဒီမိုကရေစီမလုပ်ရဘာမှရေးမကြည့်ဘူး။ ဘသူကမှလည်းအာရတို့ရေတို့ရေမလုပ်ဘူးတိုက်ပစ္စည်းပေါ်ကြီးတိုးတက်အောင်လုပ်ပြီတိုက်ပစ္စည်းပေါ်ကြီးတိုးတက်အောင်လုပ်ဖို့အတွက်ဘာဖြစ်မလဲစနစ်တစ်ခုတည်းမှာမရက်မှာအခုကတော့ဘယ်စနစ်မှာမှမရှိဘူးဘယ်ဘာသူတို့ကဘာစနစ်နဲ့သွားနေမှန်းကိုမသိတာတရုတ်တရုတ်လည်းမဟုတ်ရုရှားလည်းမဟုတ် US လည်းမဟုတ် EU လည်းမဟုတ်စကန်ဒီနေးဗီးယားလည်းမဟုတ်အာဆီယံလည်းမဟုတ်သူတို့ကဘာစနစ်မှန်းကိုမသိတာဒါပေမဲ့သူတို့ခိုင်တာတော့ဒီမိုကရေစီပဲဘာဒီမိုကရေစီလဲဒီမိုကရေစီဆိုတာအတိုက်ခံကိုဖမ်းလို့မရဘူး ဒီမိုကရေစီကနိုင်ငံရေးလုပ်ပေးပိုက်ပေးတယ်လို့မရဘူးဒီမိုကရေစီကရွေးကောက်ပွဲကိုမတရားပါဘူးပြောလို့မရဘူးဒီမိုကရေစီကရွေးကောက်ပွဲမတရားပါလို့ကြေညာပြီးတော့ဖမ်းပြီးတော့အေးပါတီအရှိတဲ့လူတွေအကုန်လိုက်ဖမ်းလို့မရဘူးဒီမိုကရေစီဆိုတာဆန္ဒပြတဲ့ចောင်းသားတွေကိုတနက်နေ့ပြစ်လို့မရဘူးအဲ့တော့ဘာလို့စားမှလည်းမသိဘာမှလည်းနားမလဲဘူးသူတို့နားလဲတာက DSC တက်မယ်ဘိုးတော့မယ်တယင်းမှုလုပ်မယ်ခိုးမယ်ကိုကြည့်ပွားချမ်းသာအောင်လုပ်မယ်ပြီးတော့တိုင်းပြည်က လုပ်ငန်းတွေအားလုံးတို့ယူမယ်စေယုံတွေအားလုံးတို့ယူမယ်တို့လုံစားမယ်ဒါပဲတို့သိတယ်ပြဿနာကအဓိကမြန်မာနိုင်ငံမှာပြဿနာရှာနေတာအဓိကတရားခံစီစစ်ကောင်စီပဲအစ်စစ်အုပ်စုပဲတောင်းသားနဲ့လည်းပြဿနာတဲ့နိုင်ငံရေးပါတီထောင်ခိုင်းပြီးနိုင်ငံရေးသမားနဲ့လည်းပြဿနာတဲ့တိုင်းရင်းသားနဲ့လည်းပြဿနာတဲ့ရှိသမျှလူနဲ့ပြဿနာတဲ့မွတ်စလင်နဲ့လည်းပြဿနာတဲ့ဟိန္ဒူနဲ့လည်းပြဿနာတဲ့ခရီးယန်နဲ့လည်းပြဿနာတဲ့ရိုဟင်ဂျာနဲ့လည်းပြဿနာတဲ့ရခိုင်နဲ့လည်းပြဿနာတဲ့ကရင်နဲ့လည်းပြဿနာတဲ့ရှမ်းနဲ့လည်းပြဿနာတဲ့ကချင်နဲ့လည်းပြဿနာတဲ့မွန်နဲ့လည်းပြဿနာတဲ့ ရှိတဲ့လူတွေအကုန်ပြဿနာတက်နေတယ်သူတို့ကနောက်တော့ဘုရားဘာသာအချင်းချင်းလေးပြဿနာတက်ဆရာတော်တွေဘုန်းကြီးတွေအများကြီးသူတို့ဖန်တာကြီးရှိတယ်ခေဆဆမှာသူတို့ကလူတိုင်းနဲ့ပြဿနာတက်နေဖြစ်နေတာကဟုတ်ကဲ့ကဘာကြီးဖြစ်နေတဲ့အခင်းချင်းဟာကျွန်တော်တို့နဲ့လုံးဝမဆိုင်သလိုပြောလို့ကျွန်တော်တို့ကအပြင်ရောက်နေတယ်ကဘာအပြင်မှာကဘာရဲ့စီးမင်းအပြင်မှာရောက်နေတယ်ဒီအုပ်စုကလုပ်တာ ဈေးကစီပွားရေးလည်းမဟုတ်ပြည်တွင်းမားကတ်လည်းမဟုတ်နိုင်ငံခြားကိုတင်ဖို့ရောက်ချရေးမားကတ်လည်းမဟုတ်သူကဝယ်စားရေးမားကတ်ကဘာပေါ်မှာဘယ်နိုင်ငံမှာမှမရှိတဲ့ဈေးကွက်ကြီးတရားသာရရောင်းစားတယ်အိမ်မှာရှိတဲ့အိမ်မှာရှိတဲ့ဘရက်တွေစိန်စိန်လက်စွပ်တွေကိုရောင်းစားတယ်ရောင်းတယ်ရတဲ့ပတ်စံနဲ့အကုန်ဝယ်စားတယ်ဒါပဲဘာလို့မှမလုပ်ထိုင်စားနေတာပြောချင်တာကတိုက်ပြည်မှာဘာလို့မှမရှိဘူးတိုက်တနေရလုံးမှာရှိတယ်အဲ့ဒီ ပန်သရတ်တွေရောင်းစားတယ်ပြီးတော့သူများစီကဝယ်စားတယ်ဘုသူလူလာရောင်းစားနေတယ်ဖခုံရောင်းစားနေတာကမ္ဘာစီးပွားရေးမှာလည်းသူတို့မရှိဘူးကမ္ဘာမားကတ်မှာလည်းသူတို့မရှိဘူးเนาะ export အာဆီယံတွေတရုတ်တွေပြောတယ် export economy လည်းမဟုတ်ဘူးတင်ပို့ရောင်းချတဲ့ဟာလည်းမဟုတ်ဘူးမိပညာဥစ္စာလည်းမဟုတ်ဘူးကုန်ထုတ်လုပ်ငန်းကြီးလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးဗျာ တကယ်ဥမာတနာစရာကောင်းတဲ့အခြေအနေမျိုးမှာစိုက်ရောက်နေရပေါ့ရှင်နော်။ဒေနေရာကိုပဲကြည်လိုက်ကြည်လိုက်စိတ်ချမ်းသာစရာတကွမှမရှိဘူးပေါ့ရှင်။ဒါပေမဲ့လေပြည်သူတွေကအာတင်းထားကြတယ်။ဒါကိုအတိုင်းသားတွေ့နေရတယ်ပေါ့နော်။ဘယ်လိုခက်ခဲမျိုးပဲဖြစ်ဖြစ်တောက်ခံနေကြတယ်။ရေပေးဆိုလည်းလူထောင်နဲ့ချီသေးခဲ့ပြီးပြီ။ဒါလေးနှစ်လုံးမှာဖြစ်ခဲ့ပြီးပါပြီ။ဒါကဒီအန်ဒီရီ။ဘုံဆိုလည်းကျဲကျဲနေတဲ့နေရာလေးကျဲခဲ့ပြီးပါပြီ။ဒါလေးကိုလည်းအများအားစာဖတ်တယ်လို့လိုက်ဖတ်နေရတာဖြစ်တယ်လို့ပြည်သူတွေရဲ့နှလုံးသားထဲမှာဘာဖြစ်လာလဲဆိုရင်တစ်ဖက်ကပျက်စီးယွံ့မှုတွေစိတ်တက်တွေပျက်စီးလာတာဖြစ်တယ်လို့ကြံတစ်ဖက်မှာအကောင်းတဲ့ဘက်ကိုပြန်ကြည့်ရင်တော့ပြည်သူတွေနော်ဒီအမှန်တရားကို လိုချင်တဲ့တရားမျှတမှုကိုလိုချင်တဲ့ပြည်သူတွေကတော့ဒီအပေါ်မှာစိတ်တက်တိကြန့်ခိုင်လာတယ်ပေါ့ရှင်နော်။မလာလာဟိုခံနေရတဲ့အနေထားမှာမငြင်းမညူပဲနဲ့ပေါ့နော်။ဒီကိုအစဉ်ပြေဘလူမျိုးလေးပဲနော်ပြောလည်းမပြောရဲကြဘူးလေနော်အဒီနေတိုင်းမှာကိုအစဉ်ပြေလို့တောက်ခံနေကြတယ်အာတာယုံကြည့်ပြီးတော့လည်းအင်တာမန့်စိတ်မကောင်းဖြစ်ရတယ်ပေါ့ရှင်နော်အဲ့တော့ဒီအကျန်းဖတ်မအားလာစစ်အုပ်စုဟာခြေဘေးပဲလာလာမြေးဘေးပဲလာလာနိုင်ငံတနိုင်ငံလုံးပြည့်စည်သွားမယ့်အရေးဘယ်လိုသဘာဝဘေးအန္တရာယ်ဘေးပဲလာလာပေါ့နော်သူတို့အတွက်ဘယ်သူအတွက် အကျိုးပိုရှိသွားလဲဆိုရင်တို့တော့ပြအကျိုးပိုရှိသွားတာနော်အခုတခြားနိုင်ငံတွေကနေပြီးတော့ရတဲ့အလူငွေမနှဲပါဘူးဒီမနှဲတဲ့အလူငွေတွေကိုမင်းအောင်လိုင်းတို့စစ်အုပ်စုကခွက်ခောက်ပြီးလူခံခဲ့တာဒါတို့ပြောတဲ့စကားတိုင်းပြောရင်ခွက်ခောက်ပြီးနိုင်ငံတကာကိုလူခံခဲ့တာတိုင်းပြည်ကိုကူညီဖို့ကယ်ဆယ်ဖို့အတွက်တာဘာမှမလုပ်ကင်ပေးခဲ့တာနော်ဒါကိုမြောက်ပြပြီးစံတောင်းတဲ့အဖြစ်မျိုးလို့ရမျိုးကိုတော့မအားလားစေအုပ်စုကပျောင်ပျောင်တင်းတင်းပဲလုပ်ခဲ့တယ်။အဲ့တော့ကျမတို့ကအနာဂတ်ပုံတိုင်းကြီးမှာ ဖြစ်သွားတဲ့တာရကတွေကိုကြည့်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နော်နိုင်ငံတကာလာပေးတဲ့အလှူငွေတွေကပြည်သူလက်ထက်ကိုလုံးဝမရောက်ဘူးညသူတို့အိတ်ကထဲကိုဝယ်ဝေးစားမြဆာနဲ့ရောက်သွားမှဖြစ်တယ်လို့နော်နောက်ကိမာလုံးကလည်းနိုင်ငံတကာကလာတဲ့အလှူငွေတွေကိုဒီလိုပဲလမ်းအနေဖြတ်ခုတ်ယူပြီးတော့မှပြည်သူလက်ထက်ကိုဘာမှမရောက်ခဲ့ပါဘူးတိမ့်နဲ့ချီပြီးတော့ပြည်သူတွေအသက်ပေးအသက်ဆုံးရှုံးအိုးအိမ်တွေပျက်စီးရတဲ့အနေအထားမှာမအလားစစ်အုပ်စုဘာမှမလုပ်ပေးခဲ့တယ်လို့နော်ဒီ2008အချိန်ကဥပဒေကြီးကိုလူတွေအသက်ပေးနေတဲ့အချိန်မှာပဲရအောင်ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်နော်လူမဆန်တဲ့လုပ်ရက်တွေကိုပဲတောက်လျှောက်လုပ်ခဲ့တာအခုနောက်ပိုင်းမှာ ဖြစ်လာတယ်များဘေးသဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ကိစ္စအရရအားလုံးဒီလေပြည်သူကသာလှိမ့်ပိတ်ခံရမှာဖြစ်ပြီးတော့မအားလားစေအုပ်စုအတွက်ကတော့ပို့ပြီးတော့ကောင်းသွားတာဖြစ်ပါတယ်အဲ့တော့ပြည်သူကိုပဲပြန်တက်မယ်ငွေတွေသူတို့ရသွားတာပေါ့ရှင်နော်အဲဒါပေမဲ့လည်းเนาะကျမတို့ကဟိုဘာလို့တစ်ချက်ပြန်ကြည့်ရမလဲဆိုလို့ရှိရင်လက်ရှိအစိုးရလို့ခေါ်လို့မရတော့လောက်အောင်မအောင်လိုင်းလို့ကမအားလားလို့စေအုပ်စုကနေမြေတွေကိုဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ကျမတို့တော်လိုင်းရေး အဖွဲ့ကြီးတော်လိုင်းရေးဘတ်တော်သားတွေအညီနဲ့ပဲဒီနေမြေတွေကိုစုပေါင်းထားနိုင်တာနေမြေတွေကိုတိတ်ပိုက်ထားနိုင်တာမြန်မာတနိုင်ငံလုံးအတိုင်းတာနဲ့ဆိုရင်အလေတစ်ခွက်ပဲကျန်တော့တယ်နော်မန္တလေးရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့လောက်ပဲကျန်သေးတယ်ကျန်တော့တယ်အနေထားပေါ့နော်ကျန်တဲ့နေရာတွေမှာသူ့နေရာနဲ့သူရှိရဲဒါတော့မှဒီမန္တလေးတို့အဲဒီပကိုးတို့ရန်ကုန်တို့မှာလည်းဒါသူ့အဖွဲ့နဲ့သူတော်လိုင်းရေးအဖွဲ့တွေကရှိနေပြီးသားဖြစ်တယ်အဲ့တော့ဟိုတတိုင်းပြည်လုံးအတိုင်းတာနဲ့ဆိုရင်တိတ်ထားနိုင်တာကတော့ဒါကျွန်တော်တို့ဒီတော်လိုင်းရေးအဖွဲ့တွေဘက်ကပုံပြီးတာတယ်ပေါ့ရှင်ဒါပေမဲ့ဒီ နိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့အခါမှာတော့မအလာတို့ကဒီနိုင်ငံအေးရအတားစီးရနေလို့ပြောလို့ရတာပေါ့။ဘာဖြစ်လို့လဲဆိုရင်တရုတ်ပါလေသူ့ဘက်မှာတရုတ်ကတောက်ခံပေးရတယ်။သူ့ကိုတောက်ခံပေးရတဲ့တရုတ်ဆိုတာကအာဆီယံမှာကတော့ခေါင်းဆောင်ဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကရုရှား။ရုရှားဆိုရင်လည်းစစ်လက်နက်ထုတ်လုပ်တဲ့နော်တကယ်ကိုမှအင်အားကြီးတဲ့နိုင်ငံဆိုတာကိုညင်းလို့မရဘူးရှင်နော်။အဲ့တော့အဲ့ဒီအင်အားတွေရှိရပြင်ဒီရက်ထဲမှာထပ်ထွက်လာတဲ့နော်ဒီအာဆီယံအစည်းအဝေးမှာမြောက်အောင်လိုင်းကိုအာမြောက်အောင်လိုင်းပါမယ်ပေါ့ရှင်နော်။ဒါလူရသွင်းတာပေါ့။အဲ့တော့အာဆီယံကဘယ်ချိန်လောက်လှမ်းနေရဲဆိုတာတော့ကျွန်မအနေနဲ့မခန့်မှန်းနိုင်ပေမဲ့ เนาะမင်း online တို့ကတော့သူတို့တစိုးလက်ဆောင်ဗန်တာများเนาะပေးပြီးတော့ဒါတော့ပြောစရာမလိုလို့ရှင်အမြဲတမ်းလုပ်နေကြပဲเนาะပြည်သူညံ့အောင်မငဲ့ပဲနေပြီးတင်ရပေးပလိုက်ပြီးတော့ဒါအမြဲတမ်းလုပ်နေကြလုပ်ွက်တွေပေါ့ဆိုတဲ့အခါကျတော့သူတို့ကတော့သူတို့လုပ်ဆရာရှိတာကိုဆက်သွားနေတာဖြစ်တဲ့အတွက်အာဆီယံခေါင်းဆောင်တွေအနေနဲ့ကကျွန်တော်တို့စဉ်းစားမိသလောက်တော့သူတို့စိုးရိမ်နေတာကရုရှားရုရှားကိုစိုးရိမ်နေတာဖြစ်တယ်ရုရှားစစ်တင်းမော်တွေတက်ဆိုင်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့နောက်ကဒီနျူကလ িয়ার တပေါင်းကိုကိစ္စကိုလည်းအာဆီယံအနေနဲ့ခေါင်းခင်းနေတာဖြစ်ပါတယ် ဲ့တော့မအလောက်ကိုသူတို့ဘယ်လိုခြင်တွေဖြည့်ရှင်းမယ်ဆိုတာမသိပေမဲ့လောလောဆယ်မှာလက်တလုံးမှာတော့လူရသွင်းဖို့ကြိုးစားနေတာတော့ဒါအတိုင်းသာမြင်နေရတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမဒီပုံမှာပြောချင်တာလေဆိုရင်ကျမတို့ဒါပြည်သူတွေပြည်သူတည်းလုံးတော်လန်ခဲ့တဲ့တော်လန်ရေးဖြစ်တယ်ဒီတော်လန်ရေးမှာကျမတို့ဒီ၄နှစ်အတိုင်းမှာအတိုင်းပြည်တပြည်လုံးရဲ့နော် ဟိုတဝက်ချမ်းလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတက်ပြီတပီလုံးရဲ့သုံးပုံပုံလိုက်နှစ်ပုံလောက်ကိုကကျွန်တော်တို့တော်လန်ရေးတက်ခွေတွေကသိမ့်လိုက်တာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆက်သွားရမှာကဒီတော်လန်ရေးကိုเนาะကျွန်တော်တို့ဒီတက်ပို့ပြီးနေမီစုံမုံနိုင်ဖို့တာအဓိကဖြစ်တယ်ကျွန်တော်တို့မှာဒီတလန်မဲ့ရွေးချယ်ကြရှိတယ်အဲ့တော့ရန်သူကိုအချိန်မပေးပါနဲ့လို့ပြောချင်တယ်ဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအယူချင်မှရှိတဲ့လူချင်းမင်းများเนาะပြည်ပြည်မှာရှိနေတဲ့ရဲဘော်ရဲဘက်များကျွန်တော်တို့ရဲ့အားကိုးရတဲ့ဤသူရဲဘော်များပေါ့ရှင်เนาะအားလုံးကိုပြောချင်တာကကျွန်တော်တို့ကဒီနေမီတွေသိမ့်ဖို့ သိမ့်နိုင်ဖို့တအဓိကဖြစ်တယ်ဒါကိုပဲကျွန်တော်တို့အာယုံဆိုင်ပြီးသွားမှာဖြစ်တယ်ပေါ့နော်ပြီးတော့ပြည်ရင်းပြည်ပမှာရှိနေတဲ့မြန်မာများအားလုံးကလည်းเนาะဒါအမှန်တရားကိုကင်းလို့တဲ့လူများတရားမျှတမှုကိုလိုချင်တဲ့လူများအားလုံးကလည်းဒီဒါကိုဝိုင်းဝန်းပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပေးစေချင်တယ်ပေါ့ရှင်เนาะအဲ့တော့ဒီရက်ထဲမှာကျွန်တော်တို့ဘက်ကဒီတော်လိုင်းကြီးဆိုတာကတော့အများအမ်းအဲသူ့ဘက်ကိုဘက်သူနိုင်လိုက်ကိုနိုင်လိုက်သူတို့ဘက်ကအားတက်စရာဖြစ်လိုက်ကိုဘက်ကအားတက်စရာဖြစ်လိုက်ပေါ့ရှင်เนาะဒါပေမဲ့အခုကတဘာဝဘေးဖြစ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ဒီအဖက်ကိုလည်းခံစားနေရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ခံစားချက်တွေကမကောင်းဘူးပေါ့ရှင်เนาะအဲဆိုတော့အဲ့ဒီပုံမှာ ဒီတော်လိုင်းနဲ့ပတ်သက်တဲ့အခါကျတော့လေဒီနိုင်ငံရေးအရာဒီလိုမျိုးအာဆီယံကလူရသွင်းဆက်ဆံလာတဲ့ပုံမှာလေကျွန်တော်တို့နေနေတော့သိပြီးတော့အဆင်မပြေဘူးပေါ့ရှင်နော်ဒါပေမဲ့လေဒီတိုင်းမှာကကျွန်တော်တို့ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စမှာလေတကယ်တမ်းကျရင်ပြတ်တာမဟုတ်ရှင်အတန်ပဲထုတ်လိုက်တာတကယ်တမ်းကျရင်ပြတ်အပ်တယ်ဆိုတာကဒါတို့ပြန်ပြီးတော့အဲ့ဒီမှာသွားပြီးတော့ဟာလာရုံးတွေပြန်ဖွဲ့ပြီးတော့ဒီလိုမျိုးအဲဒီဒီပြည်နယ်ရဲ့နော်အဲဒီဒီဒေတာဒီဒေတာကိုပြန်ပြီးတော့ပုံမှန်လေပတ်နိုင်တာမဟုတ်ဘူးတို့တော့နေရာလည်းမရှိဘူးเนาะအချိန်မယူရင် เนาะဒီဒီဘုံမကျက်ရဘူးဆိုတော့အဲဟာဒီလောက်ပဲသူတို့ကဂရိကိုပြုတ်လာရပြီးတော့တဏ္ဍာကပါဇက်စကားပဲဖြစ်တယ်ပေါ့နော်ဆက်ခါကြတော့ပြန်ပေးတယ်ဆိုတာကတတိထုတ်ယုံတစ်ခုပဲရှိတာတဏ္ဍာကတော့ဆက်ပြီးတော့ထိမ့်သိမ်းထားသေးတယ် MND လေးရပါတော့ဆိုတော့လုံးလုံးပြန်ပေးတဲ့အနေအထားမျိုးတော့ကျွန်တော်တို့မမြင်ရသေးဘူးဒါနိုင်ငံရေးကစားကွက်ကလည်းအဲနည်းနည်းတော့ เนาะမြင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတော့ကျွန်တော်တို့ဆုံးဖြတ်လို့မရသေးဘူးเนาะဒါကြောင့်မလို့ဟိုဒေါသထွက်တဲ့လူတွေကတော့ဒေါသထွက်တယ်ကျွန်တော်တို့လည်းကြားကြားချင်းမှာဒေါသထွက်ပေမဲ့နိုင်ငံရေးမှာလက်ွက်တွေကစားကွက်တွေရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့မျှော်လင့်လာတာဒီလိုလက်ွက်ကစားကွက်ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်အခုချိန်မှာတော့လာရှုပ်ကိုလုံးလုံးပြန်ပေးသေးတာမဟုတ်သေးပါဘူးဒါကျွန်တော်တို့ဟိုမြင်မြင်ကတရင်တွေအရှားပေါ့တရှင်เนาะဆိုတော့ပြန်ပေးရသေးတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့လောက်ရမှာတခုပဲရှိတယ်။သူကသူဘလောက်ပဲပဲနိုင်ငံနဲ့ပဲဘလို့ပဲချိတ်ဆက်ပြီးတော့ဘာတွေပဲလူရအတွင်းနေအတွင်းနေဘာတွေပဲလှုပ်ဆောင်နေလှုပ်ဆောင်နေ နေမီကသာစကားပြောမှဖြစ်တယ်။နောက်ဆိုနေမီတွေကိုဘလောက်တင်းထားနိုင်လဲဘလောက်ထိထိန်ချုပ်ထားနိုင်လဲဆိုတာကသာစကားပြောမှဖြစ်တယ်အတွက်ဒီနေမီတွေကိုအမြန်ဆုံးဒီ2025မှာတိမ့်ပိုက်နိုင်ဖို့ ਨੇ ချီချီရောက်ရောက်ဟိုလှုပ်ပြနိုင်ဖို့ဒါကျမတို့ကလိုအပ်နေတယ်ပေါ့နော်။ဒါကြောင့်မလို့ပြည်သူတွေကိုနော်ဒီတော်လန်ကြီးမှာပါဝင်နေတဲ့ပြည်သူများကိုလည်းပန်ကြားချင်တာကဒီထက်ပိုပြီးတော့တော်လန်ကြီးကိုအားစိုက်ပေးတာပါ။ကျမတို့က